ီစဉ်ကနေကြိုဆိုပါရစေ။မဇမရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။မဇမရေဒီယိုမနက်ပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိ52.69မီတာ6.1မဂါဟတ်စ်ကနေဖမ်းယူနိုင်ပါတယ်။ မြစမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီကနေ9:00နာရီခွဲအထိ5.16မီတာ16.51ဒသမ5တက်မဂါဟတ်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါရဲ့ရှင်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစ်မရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဒဇမလ6ရက်စနေနေ့ညပိုင်းမြစ်မရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်ည9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မရှောမဒီကနေ့နာဆင်ရမယ့်စီစဉ်တွေကတော့အင်တာနက်ပြသနာကိုစစ်ကောင်မရှင်ကြီးညာချက်ယုံကြည်နိုင်စရာမရှိဘူးလို့ MIP ပြောတဲ့တဲ့ လွမြောက်နယ်မြေတချို့မှာရှိတဲ့ရွေးကောက်ပွဲဆန့်ကျင်ပိုစတာတွေဖြိုလဲခံရတဲ့တဲ့ရင်စားတဲ့တဲ့ရင်တွေအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့တပတ်တွင်းကထူခြားနိုင်ငံတကာသတင်းချို့ကိုတင်ဆက်ပေးပါမယ်။သတင်းတွေနောက်ဆင်ရပြီးမှတော့အပတ်စဉ်စီစဉ်နေတဲ့လုံခြုံရေးတင်းကျပ်ထားတဲ့မန္တလေးမြို့လယ်မှာဥဆောင်ဆန္ဒပြခဲ့တဲ့ဒေါက်တာတေဇာဆန်းနဲ့တီးတန့်ဆက်သွယ်မေးမြန်းထားတဲ့ exclusive interview အစီအစဉ်ပထမပိုင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုနားဆင်ကြရမှာပါ။ မင်္ဂလာပါရှင်နောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျမဂျူချမ်းမကရင်မျိုးသားအစည်းအရုံး KNU တမဟာငါဖပုံခရိုင်ကိုထောက်ပို့လာတဲ့ရဟင်းရတစည်းကို KNL ပူးပေါင်းတပ်တွေကဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တာမှာလေရင်ကိုမထိပေမဲ့အနည်းမှရှိနေတဲ့စစ်ကော်မရှင်တပ်သားတွေထိမှန်သိဆုံးမှုရှိတယ်လို့ KNU တမဟာငါပြောရေးဆိုခွင့်ရှိသူကပြောပါရယ်အဲ့ဒီဖြစ်စဉ်ဟာပြီးခဲ့တဲ့ November 22ရက်နေ့နေ့လယ်ပိုင်းကဖြစ်ပြီးတော့ KNU တမဟာငါနဲ့တမဟာ3အဆက် ပေါ်ဆဲခုစခန်းကိုစစ်ကော်မရှင်တပ်ကလေးရင်နဲ့ထောက်ပို့လာကူတာဖြစ်တယ်လို့သိရပါတယ်။အရိဂျဟန်ရင်ကိုကရင်မျိုးသားလူမျိုးရေးတမရော KNL ပူးပေါင်းတပ်တွေကလက်နက်ကြီးတွေနဲ့တွားရောက်ပစ်ခတ်ခဲ့ပြီးတော့လေးရင်ကိုတိုက်ရိုက်ထိမှန်ခဲ့ခြင်းမရှိပေမဲ့လေးရင်အနီးမှာရှိနေတဲ့စစ်ကော်မရှင်တပ်သားတွေထိမှန်ခဲ့တယ်လို့ဆိုပါတယ်။ပြူဟာမိုးအပါဝင်၄ရောက်တည်ဆုံပြီးတက်ခွဲမှုဒုတက်ခွဲမှုစေးတာဝန်ခံစတဲ့အရာရှိတွေအပါဝင်၁၁ရောက်ထိခိုက်တံရရရှိခဲ့တယ်လို့ဆိုပါရယ် တည်ဆုံသွားတဲ့ဗျူဟာမှုဆိုတာကဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးလို့သိရပါဗျ။ဗောဆန်းကိုဟာတမဟာ၃ညောင်လေးပင်ခရိုင်၊ကြောက်ကြီးမြို့နယ်နဲ့တမဟာ၅ဖာပုံခရိုင်လူတော်မြို့နယ်တွေကိုဆက်သွယ်ထားတဲ့ကြောက်ကြီးမြို့တဲ့ဗောဆဲခိုကားလမ်းပေါ်မှာတည်ရှိပါရရှင်။ စစ်ကောင်မရှင်တက်တေပြန်လဲဝင်ရောက်လာတဲ့မိုးကုံမြို့နယ်မှာနိုမာ30ရက်နေ့ကနေ16ရက်နေ့ထိတိုက်ပွဲတွေဖြစ်ပွားနေပြီးအရေးပါတဲ့စစ်ကောင်မရှင်စခန်းကုန်းတစ်ခုကိုတင်ပရရှိထားတယ်လို့ NUG ကထုတ်ပြန်ပါတယ်။မိုးကုံမြို့နယ်အနောက်ဘက်ခြမ်းဘောလုံးကြီးရွာအနီးကရှိတဲ့တပ်စခန်းကို16ရက်နေ့မှာတင်ပိုက်လိုက်တာပါ။ နိုမာလာ30ရက်နေ့ကစတင်ပြီးမိုးကုံမြို့နယ်အတွင်းမှာစစ်ကောင်မရှင်ခြေကုပ်ယူထားတဲ့နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဒဇမလာ6ရက်နေ့အထိတိုက်ပွဲကြီးငယ်6ချိန်ထပ်မံဖြစ်ပွားခဲ့ပါတယ်။ NUG MOD စီယုံချုပ်အနေနဲ့မိုးကုံမိုးမိတ်ဒေသစစ်ဆင်ရေးစီဦးစီအဖွဲ့ကိုနိုမာလာ9ရက်နေ့ကလေးကစတင်ဖွဲ့စည်းခဲ့ပြီးတပ်ဆိုင်ရာဒေသတွေမှာရှိတဲ့ PDF တွေပကဖတွေကိုစုစည်းကာတခုတည်းသောအမိတ်ပေးစကုတ်ကဲမှုအောက်ကတဆင်စစ်ဆင်ရေးကိစ္စတွေကိုအနည်းကကြီးကြပ်ကုတ်ကဲနေတယ်လို့ဆိုပါတယ်။ ိုက်ပွဲတွေမဖြစ်ပွားမီကတည်းကအရသားတွေထိခိုက်မှုမရှိစေဖို့ဘေးလူရာကိုကြိုတင်ရွှေပြောင်းနေရာချထားပေးခြင်းနဲ့လိုအပ်တဲ့ထောက်ပံ့မှုတွေကိုအချိန်နဲ့တပြေးညီပေးအပ်နိုင်ဖို့အရက်ဖက်ဖွဲ့စည်းတဲ့နယ်ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်းဆိုပါရယ်တောင်မြို့သားလူမျိုးရေးတမတော် TNL ကတက်တုံညာနှစ်ခွန်စစ်စင်ရေးတွင်မိုးကုန်းနဲ့မိုးမိတ်မြို့ပါဝင်မြို့ဆက်နှမြို့ကိုတင်ပိုက်ခဲ့ပါတယ်။ အဲ့နောက်စစ်ကောမရှင်က2025ခုနှစ်နှစ်လပိုင်းကစတင်ပြီးထိရနယ်လေးတိမ့်ပိုက်ထားတဲ့မြို့တွေကိုအပြင်းထန်ထိုးစစ်ဆင်ရမှာကြောင်မဲနောက်ချိုတီဘောမြို့တွေကိုပြန်လည်ထိန်းချုပ်သွားခဲ့ပါတယ်အဲ့နောက်အော်တိုဘလာ28ရက်နေ့နဲ့28ရက်နေ့တို့မှာတရုတ်နိုင်ငံကုမင်းမြို့မှာကျင်းပခဲ့တဲ့ကိုးချိန်မြောက်ဆွေးနွေးပွဲမှာတော့အပြည့်ရက်ဖို့လက်မှတ်ရေးထိုးခဲ့ပြီးမိုးကုံနဲ့မိုးမိတ်မြို့တွေကနေ TNL ကစုခွာပေးဖို့သဘောတူခဲ့ကြပါတယ်။မိုးကုံနဲ့မိုးမိတ်မြို့တွေကိုစစ်ကောင်မရှင်တပ်ကနိုဝင်ဘာ29ရက်ညနေပိုင်းမှာဝင်ရောက်လာခဲ့ပါတယ်။ အဲ့လိုစစ်ကောမရှင်တက်ဝင်ရောက်လာပြီးနောက်နိုမာ30ရက်နေမှာတော့မိုးကုတ်မြို့အနောက်ဘက်ခြမ်းမှာ NUG MOD လက်အောက်မှာရှိတဲ့ PDF တွေနဲ့၎င်းမိုးမိတ်မြို့နယ်မှာ KAI နဲ့၎င်းတိုက်ပွဲတွေဖြစ်ပွားနေကြတာဖြစ်ပါရဲ့ရှင်ပြည်ရန်အင်တာနက်လိုင်းတွေပြတ်တောက်တာနေကွေးတာတွေဖြစ်ပွားနေတဲ့အပေါ်စစ်ကောမရှင်ရဲ့ကြေညာချက်ဟာယုံကြည်နိုင်စရာမရှိဘူးလို့မြန်မာအင်တာနက် project MIP အဖွဲ့ကမြစမကိုဒီဇင်ဘာ9ရက်နေ့မှာပြောပါရတယ် အင်တာနက်ဝန်ဆောင်မှုတွေရရှိဖို့နိုင်ငံတကာကိုချိတ်ဆက်ထားတဲ့စက်ကြောင်းတွေအထက်ကစင်ကာပူနိုင်ငံကနေမြန်မာနိုင်ငံကိုတွေ့တန်းချိတ်ဆက်ထားတဲ့ UMO ပင်လယ်ရှိအောင် Fiber Cable စက်ကြောင်းဟာနိုဗ ెంబ ာလတရက်နေ့မှာချုပ်ရင်းပြတ်တောက်မှုဖြစ်ပေါ်ခဲ့တယ်လို့စစ်ကောင်မရှင်ထိန်းချုပ်သတင်းစာရီကနေတဆင်ထုတ်ပြန်ထားပါတယ်ဒါကြောင့်အဲ့ဒီဆက်ကြောင်းကနေအင်တာနက်ဝန်ဆောင်မှုရယူအသုံးပြုထားတဲ့မိုဘိုင်းဆက်သွယ်ရေး operator တွေနဲ့ internet service provider ISP တွေရဲ့ဝန်ဆောင်မှုတွေနှိမ့်ကွေးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါရယ် အဲ့ဒီ UMO စက်ကြောင်းပြုပြင်တော့ကလည်းစစ်ကောင်မရှင်ရဲ့ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ်ရွေးကောက်ပွဲပထမပိုင်းအပြီးဒီဇင်ဘာလကုန်မှာပဲဆောင်ရွက်ပြီးစီးမှာဖြစ်လို့အဲ့ဒီအချိန်မှာပဲအင်တာနက်ဝန်ဆောင်မှုတွေကမူလအခြေအနေကိုပြန်လည်ရောက်ရှိမယ်လို့လည်းစစ်ကောင်မရှင်ကအသိပေးထားပါတယ်ဒါအပြင် UMO စက်ကြောင်းပြန်လည်ကောင်းမွန်ရေးစီစဉ်ဆောင်ရွက်နေစဉ်နေဆက်ဖြတ်ကျော် fiber စက်ကြောင်းတွေထပ်မံတိုးမြင့်ချိတ်ဆက်အသုံးပြုထားတဲ့အတွက်အင်တာနက်ဝန်ဆောင်မှုတွေကအထိုင်းလျောက်ပြန်လည်ကောင်းမွန်နေပြီလို့လည်းထုတ်ပြန်ကြမှာဆိုပါရယ် ရေအောက်ကေဘယ်စနစ်သုံးနာကပျက်စီးမှုနည်းတဲ့လီလန်းကိုရှာပြီးသုံးနာကြဖြစ်ပြီးတော့တဘာဝဘေးရာသီဥတုကြောင့်အပါအဝင်အကြောင်းမျိုးမျိုးကြောင့်ပျက်စီးနိုင်ပေမဲ့ယခုစစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်မှာဘယ်အကြောင်းကြောင့်ချုပ်ရင်းပြတ်တောက်ရတာဖြစ်တဲ့အကြောင်းထုတ်ဖော်ပြောဆိုတာမရှိပါဘူးစစ်ကောင်မရှင်ကအခုလိုမျိုးအင်တာနက်နှိကွေးအောင်လှုပ်ဆောင်ထားတာက လူတို့ကိုဖိနှိပ်ဖို့ထုတ်ဖော်ပြောဆိုခွင့်ကိုကတ်တပ်ဖို့နဲ့၎င်းတို့ရဲ့အတူရောင်ရွေးကောက်ပွဲကိုအကာအကွယ်ပြုဖို့အတွက်ဖြစ်ကြောင်း Digital လွတ်လပ်ခွင့်လေ့လာသူကိုသိညာကပြောပါရယ် ပေးကတဲ့နိုဗမ်ဘာလကစပြီးတော့နေပြီးတော့ရန်ကုန်အပါအဝင်နိုင်ငံအတွင်းမှာအင်တာနက်လိုင်းလှေကွေတာ Wi-Fi အင်တာနက်လိုင်းတွေပြတ်တောက်တာနဲ့ VPN တွေချိတ်ဆက်ရခက်ခဲတာတွေပြည်သူတွေကြုံတွေ့နေရတာဖြစ်ပါတယ်။အင်တာနက်နှေးကွေအောင်လှုပ်ဆောင်တာကလည်းအင်တာနက်အသုံးပြုခွင့်မရအောင်ပိတ်ပင်ရေးနည်းလမ်းတစ်ခုဖြစ်ပြီးတော့ဒီလိုအင်တာနက်နှေးအောင်လှုပ်ဆောင်တာကပြိနှိပ်တာ digital အခွင့်အရေးချိုးဖောက်တာဖြစ်ကြောင်းလဲမြန်မာအင်တာနက် project MIP ကထောက်ပြပါဗျာ။ စစ်ကော်မရှင်တပ်ဟာရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့မြို့နယ်202မြို့နယ်ထဲမှာတော့ရွေးကောက်ပွဲမလုံနိုင်တဲ့ရက်ကွက်နဲ့ကြေးရွာအုပ်စု2932ခုထိရှိတယ်လို့စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံကသိရပါဗျ။စကောမရှင်ရဲ့ရွှေကောက်ဝဲပထမပိုင်းကျင်းပမဲ့မြို့နယ်တရားနှမျိုးနယ်မှာရှိတဲ့ရက်ကွက်ကြေးရအုပ်စု1436ခုရွှေကောက်ဝဲဒုတိယပိုင်းကျင်းပမဲ့မြို့နယ်တရားမှာရှိတဲ့ရက်ကွက်ကြေးရအုပ်စု1942ခုတို့မှာရွှေကောက်ဝဲမလုံနိုင်ကြောင်းဖော်ပြထားပါတယ် ဲ့ဒီရက်ကွက်ကျေးရွာအုပ်စု၃000နီးပါးဟာကချင်ကရင်နီကရင်ချင်းစကိုင်းတနင်္သာရီပဲခူးမကွေးမန္တလေးမွန်ရခိုင်ရှမ်းနယ်အေရဝတီစတဲ့တိုင်းနယ်ပြည်နယ်အသီးသီးကရက်ကွက်ကျေးရွာအုပ်စုတွေဖြစ်ပါတယ် အာနာသိမိ၄နှစ်ကျော်ကာလအတွင်းနိုင်ငံတွင်ဖြစ်ပွားနေတဲ့လက်နက်ကင်ပဏိပခါတွေကြားတဲ့အခါမှာစစ်ကောင်မရှင်တက်ကျင်းပမဲ့ရွေးကောက်ပွဲကိုအပိုင်းလိုက်ခွဲပြုလုပ်မှာဖြစ်ပြီးနိုင်ငံတွင်းမှာရှိတဲ့မြို့နယ်330မှာရွေးကောက်ပွဲမလုပ်နိုင်တဲ့မြို့နယ်56မြို့နယ်ရှိတယ်လို့လည်းပြီးခဲ့တဲ့စက်တင်ဘာလအထက်ကစစ်ကောင်မရှင်ကကြေညာခဲ့ပါတယ်။ စစ်ကောင်မရှင်ဟာရွေးကောက်ပွဲပထမပိုင်းကိုလာမဲ့ဒီဇင်ဘာ28ရက်ဒုတိယပိုင်းကို2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့တတိယပိုင်းကိုတော့ဇန်နဝါရီလ25ရက်နေ့တို့မှာကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်မရှင်တပ်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်ကြောင်းအတူရောင်သားဖြစ်ပြီးလက်မခံကြောင်းတော်လိုင်းအင်အားစုတွေပြည်တွင်းနဲ့နိုင်ငံတကာဖွဲ့စည်းတွေကကန့်ကွက်ထားပါတယ်။ ဒါပြင်ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်းအဖွဲ့ကမြို့နယ်281မြို့နယ်မှာပြုလုပ်ထားတဲ့ပြည်သူ့စစ်တမ်းအရစစ်ကော်မရှင်တပ်ရဲ့ရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးလို့ယုံကြည်သူ68ရာခိုင်နှုန်းနဲ့မဲမပေးဘူးလို့ဖြေဆိုသူ66ရာခိုင်နှုန်းရှိကြောင်းလည်းနိုမာလာထဲမှာထုတ်ပြန်ထားပါရရှင်စစ်ကောင်မရှင်လောက်ကလွမြောက်နေတဲ့အနေမြေတချို့မှာရွေးကောက်ပွဲဆန့်ကျင်တဲ့ပိုစတာတွေဖြိုလဲခံနေရတယ်လို့တပည့်အဖွဲ့တော်ဝင်ရှိသူတွေနဲ့ဒေသခံတွေစီကနေသိရပါဗျ။ မန္တလေးတိုင်းသပိတ်ကျင်းနဲ့စကိုင်းတိုင်းရမပင်မြို့နယ်တွေမှာရွေးကောက်ပွဲကိုစန့်ကျင်တဲ့ပိုစတာတွေကိုဒေသအာဏာပိုင်အဖွဲ့နဲ့ကာကွယ်ရေးလက်နက်ကိုင်အဖွဲ့တွေကဖြိုချခဲ့တာဖြစ်တယ်လို့မျက်မြင်တွေ့ရှိတဲ့သူတွေကပြောပါရယ်ရွေးကောက်ပွဲစန့်ကျင်လှုပ်ရှားမှုတွေစုမှုထိန်ချုပ်နေမြေတွေမှာမလိုအပ်ကြောင်းနဲ့လေချောင်းကာကွယ်ဖို့အတွက်အခုလိုမျိုးပြုလုပ်တာဖြစ်ကြောင်းစိုင်းပုတ်တွေကိုဖြိုလဲတဲ့သူတွေကပြောတယ်လို့ဆိုပါရယ် ဒါပေမဲ့ရွေးကောက်ပွဲစန့်ကျင်တဲ့ပိုစတာတွေကမြို့ပြမှာထောင်ထားတာဖြစ်ပြီးတော့ပိုစတာတွေမထောင်ပေမဲ့လည်းစစ်ကောင်မရှင်ကလေကြောင်းတိုက်ခိုက်နေတဲ့ကြောင့်အကြောင်းပြချက်ကမခိုင်လုံဘူးလို့ဒေသခံကဆက်ပြောပါရယ်။အလားတူပဲရင်းမပင်မြို့နယ်တမရှိတဲ့လူအသွားအလာများတဲ့နေရာတစ်ခုမှာရွေးကောက်ပွဲစန့်ကျင်တဲ့ပိုစတာလှဲခံရကြောင်းရင်းမပင်မြို့နယ်တပိတ်အင်အားစုကဦးဆောင်သူကိုလွမ်းသူကမင်းစမကိုပြောပါရယ်။ရွေးကောက်ပွဲဟာစစ်ကောင်မရှင်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်တွေမှာပြုလုပ်မှဖြစ်ပြီးတော့ တနက်ထောက်ပြီးတော့မဲပေးခိုင်းတာကြောင့်ပြည်သူတွေအနေနဲ့စိတ်ဆန္ဒမပါဘဲမဲပေးရမှာဖြစ်ပြီးအဲ့ဒီအခြေအနေကိုလွမြောက်နေမြေတွေကဗမာနဲ့တိုင်းရင်းသားပြည်သူတွေကစန့်ကျင်ဖို့လိုအပ်တယ်လို့ဆိုပါတယ်စစ်ကောင်မရှင်ကစစ်ရေးနိုင်ငံရေးတိုက်ကွက်ဖော်လာချိန်မှာမိမိတို့ဘက်ကလည်းစစ်ရေးအရာတိုက်ပွဲဝင်မှုတွေရှိသလိုနိုင်ငံရေးအရာလူထုလှုပ်ရှားမှုလုပ်ငန်းစဉ်တွေမှာဟန်ချဲညင်ညီပါဝင်ဖို့လိုအပ်ကြောင်းလည်းကိုလွမ်းသူကဆက်ပြောပါရယ်အခုလိုမျိုးရွေးကောက်ပွဲဆန့်ကျင်တဲ့ပိုစတာတွေကိုဖျောက်ချတာနဲ့ပတ်သက်ပြီး မြို့သားညညရေးအစိုးရနိုင်ငံရေးမှုကိုချိုးဖောက်ရရောက်နေကြောင်းကိုခန့်ဝေဖြိုးကမြစ်စမကိုပြောပါရယ်လက်ရေးနဲ့ရေးတော်ကိုခြေနဲ့ဖြတ်ပြီးတော့ရန်သူအလို့ကြောင့်လုပ်ငန်းမျိုးကိုတော်လရေးသမားနာမည်ခံပြီးလိုက်လုံမိစေတဲ့အပြုတ်မှုအမှားမျိုးကိုရှောင်ကြဖို့နဲ့အတွေ့အကြုံတရားမဝင်ရွှေကောက်ပွဲကိုပြည်သူတွေကပုံစံမျိုးစုံနဲ့စန့်ကျင်ကြမှာဖြစ်ပြီးလူတို့စန့်ကျင်ရေးလုံဟန်တွေမပြုတ်လောက်ကြဖို့လိုအပ်ကြောင်းလဲကိုခန့်ဝေဖြိုးကဆက်ပြောပါရယ်မန္တလေးမြို့ဈေးကျအနီးမှာ ဒေါက်တာတေဇာဇန်ကိုနန်းလင်းနဲ့ကိုခန့်ဝေဖြူတို့ဦးဆောင်ပြီးတော့ဒီဇင်ဘာ3ရက်နေ့မှာစစ်ကောင်မရှင်ကပြုလုပ်မဲ့အတူရောင်ရွှေကောက်ပွဲစံကျင်ဖို့လူလူကောင်းဆောင်တုံးဆန်းစုကြည်တမရဦးဝင်းမြင့်နဲ့နိုင်ငံရေးကျန်းသားတွေအားလုံးလှုပ်ပေးဖို့နဲ့ပေါ်တာဆွဲဥပဒေကိုလူလူအားနဲ့ဖျက်သိမ်းနိုင်ဖို့အတွက်ဆန္ဒပြခဲ့ကြပါရရှင်စကိုင်းတိုင်းတပည့်ရင်မြို့နယ်ရှေးပိုင်းမှာရှိတဲ့မရကန်ကျေးရွာထဲကိုလေကြောင်းတိုက်ခိုက်မှုမှာ၅နှစ်အောက်ကလေးငယ်2ဦးပါဝင်ပြည်သူ78ဦးပုံစံထိမှန်တိဆုံခဲ့ပါတယ်။ ဒီသမလာ9ရက်နေ့ည8:00နာရီခန့်ကစစ်ကောင်မရှင်တပ်ကဂျာတိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးအပြင်းထန်ဒဏ်ရာရရှိသူ18ဦးရှိပါတယ်။သေဆုံးသူတွေထဲမှာ9နှစ်အောက်ကလေးငယ်2ဦးနဲ့အမျိုးသမီး2ဦးပါဝင်ပြီးအပြင်းထန်ဒဏ်ရာရရှိသူ18ဦးကတော့ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်ရှင်။နောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါခုဆက်လက်ပြီးတော့တပတ်တွင်းကထူးခြားနိုင်ငံတကာသတင်းချို့ကိုနားဆင်ရပါမယ် ဂျာမနီစီးပွားရေးဟာဒုတိယကမ္ဘာစစ်ပြီးကတည်းကအနက်ဆိုင်ဆုံးအချက်အသေးမှရောက်ရှိနေတယ်လို့စက်မှုအဖွဲ့အစည်းတခုကအင်္ဂါနေ့မှာသတိပေးလိုက်ပြီးစီးပွားရေးပြန်လည်ရှင်တန်ဖို့အတွက်ချက်ချင်းရည်ရွယ်ဆောင်ရွက်မှုလုပ်ဖို့လဲအဓိပတိဖရက်ဒရစ်မိုက်အစိုးရကိုတိုက်တွန်းလိုက်ပါတယ် ဥရောပရဲ့အကြီးဆုံးစီးပွားရေးဟာအထင်းကိုမရှိကြဆင်းနေပေမဲ့ဖက်ဒရယ်အစိုးရဟာလုံလောက်တဲ့အဆုံးဖြတ်ပေးနိုင်တဲ့တုံ့ပြန်မှုမျိုးမလုပ်ခဲ့ဘူးလို့ဂျာမန်စက်မှုလုပ်ငန်းဖက်ဒရေးရှင်း BDI ရဲ့ဥက္ကဋ္ဌပီတာလိုင်ဘင်းကားကပြောကြားလိုက်ပါတယ်။ဂျာမနီယာမုန်တိုင်းတစ်ခုနဲ့ရင်ဆိုင်နေရတာပါ။ဆိုရင်ကုန်ကြမ်းစရိတ်မြင့်မားမှုတွေကြောင့်ထုတ်လုပ်သူတွေဝန်းတို့ဝန်ပိုးဖြစ်နေပါတယ်။အဓိကဈေးကွက်တွေမှာဂျာမန်ထုတ်ကုန်တွေအတွက်ဝယ်လိုအားကျဆင်းနေပြီး တစ်ဖက်မှာလည်းတရုတ်နိုင်ငံကစက်မှုလုပ်ငန်းပြိုင်ဘက်ဖြစ်ပေါ်ထွက်လာနေတာကြောင့်အမေရိကန်သွင်းကုန်ခွန်ကြီးမြင့်မှုတန်ကိုလည်းခံနေရပါတယ်။ဂျာမနီဟာစီးပွားရေးကျဆင်းမှုကိုနှစ်နှစ်ဆက်တိုက်ခံခဲ့ရပြီး2025ခုနှစ်မှာအနည်းငယ်သက်သာရာရကတိုးတက်မှုနှုန်းအနည်းငယ်သာရှိနိုင်မယ်လို့ဆိုပါတယ်။မီလာအတွင်းကအာနာရလာခဲ့တဲ့မားရှက်ကွန်ဆာဗေးတစ်အစိုးရက ဥရောပရဲ့အစင်လာစီးပွားရေးအင်အားကြီးနိုင်ငံကိုတဖန်ပြန်နှိုးထလာအောင်လှုံ့ဆော်မယ်လို့ကတိပြုထားပြီ သူလုံးမဲ့အစီအစဉ်တွေထဲမှာကာကွယ်ရေးနဲ့အခြေခံအဆောက်အုံကဏ္ဍမှာအစိုးရငွေကြေးသုံးစွဲမှုတွေပြုလုပ်ဖို့လည်းပါဝင်ပါတယ်။ဒါပေမဲ့အဲ့လိုဂျိုးပန်းဆောင်ရွက်မှုတွေဟာနှေးကွေးလို့နေလို့ဆိုပြီးစက်မှုထိပ်သီးလုပ်ငန်းကြီးတွေကပို့လို့စိတ်ပက်လက်ပြတ်ဖြစ်နေကြပါတယ်။နာတာရှိလုံသားအင်အားမလုံလောက်မှုကနေကြီးလေးတဲ့ဘီယိုကရေစီဝန်ထုပ်ဝန်ပိုးတွေအထိနှက်ဆိုင်တဲ့ပြဿနာတွေကိုလုံလောက်စွာ မကင်တွယ်နိုင်ခဲ့ဘူးလို့သူတို့ကဆိုကြပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေးဟာဖက်ဒရယ်သမ္မတနိုင်ငံစတင်ထူထောင်ကြတဲ့ကအနောက်ဆိုင်ဆုံးအချက်အတဲနဲ့ကြုံနေရပါပြီ။ဒါပေမဲ့လည်းဖက်ဒရယ်အစိုးရဟာလုံလောက်တဲ့တန်ဓေဌာန်နဲ့မတုံ့ပြန်သေးပါဘူးလို့လိုင်ပင်ကာကပြောပါရယ်။ရှင်းပြနိုင်စွာနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိဖို့အတွက်တိကျတဲ့ဦးစားပေးလုပ်ငန်းတွေနဲ့ဂျာမန်စီးပွားရေးမူဝါဒတွေကိုနောက်ကျောင်းပြန်လည်နိုင်ဖို့ ဂျာမနီကလုပ်ဖို့လိုနေပါပြီလို့သူကဆက်လက်ပြောကြားခဲ့ပြီးစီးပွားရေးကျဆင်းမှုကိုရပ်တန့်နိုင်ဖို့အတွက်အဆုံးဖြတ်ပေးနိုင်တဲ့အဆောက်အုံဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကိုချက်ချင်းလှုပ်ဆောင်ဖို့လိုနေတယ်လို့တတိပေးလိုက်ပါတယ်။စမှုအသင်းချုပ်များစွာရဲ့ညွန်ပေါင်းအဖွဲ့အစည်းဖြစ်တဲ့ BDI ကအင်္ဂါနေ့မှာနောက်ဆုံးထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာဂျာမန်စက်မှုထုတ်ကုန်ဟာ2025ခုနှစ်မှာ200ခန်းလုံးကျဆင်းသွားလိမ့်မယ်လို့ခန့်မှန်းထားပြီး ဒါဟာလေးနှစ်စရိုက်ကျုံဝင်သွားမှုဖြစ်လိမ့်မှာဖြစ်ပါတယ်။မတော်ရင်ထုတ်လို့ရေးကနေစက်ယုံစက်ပစ္စည်းတွေနဲ့တမန်နီအထိအကြီးစားဆက်မှုလုပ်ငန်းဟာဂျာမန်စီးပွားရေးအတွက်အရေးပါနေစေဖြစ်ပါတယ်။ဂျာမနီမှာအရွယ်အစားဆုံးဆက်မှုကုန်ထုတ်လုပ်ငန်းပေါင်းသသိန်းကျော်ရှိပြီးအလုပ်သမား၈တန်းကျော်ကိုအလုပ်ပေးထားတယ်လို့ BDI ရဲ့စီးရင်စရာအရာသိရပါတယ်။ အဲ့ဒီအဖွဲ့ကြီးရဲ့ဝေဖန်ပြောကြားမှုတွေဟာတခြားနေရာပေါင်းစုံကပြောကြားတဲ့စိုးရိမ်ပူပန်မှုတွေနဲ့တထက်ထဲကြာနေပါတယ်။မတ်စ်ပြုလုပ်မယ်လို့ပြောထားတဲ့ပြည်သူငွေကြေးသုံးစွဲမှုတွေဟာစီးပွားရေးကိုတာရှည်ပြန်လည်နှိုးထလာဖို့လုံလောက်စွာအမခံချက်ပေးနိုင်မှာမဟုတ်ဘူးလို့နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ကလည်းအရင်ဘက်ကပြောထားပါတယ်။စီးပွားရေးတိုးတက်မှုဖြစ်စေမဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုချမှတ်လုပ်ဆောင်ဖို့လဲသူတို့ကအစိုးရကိုတိုက်တွန်းထားတာပါ။ ဘလို့ပဲဖြစ်စေမုဂုတ်ဇဝိုင်းအလိုမှာမျောလင်းချက်ရောင်ကြီးတချို့ကိုမြင်နေရပြီဖြစ်ပါတယ်။နောက်နှစ်စီးပွားရေးပြန်လည်ဥမော့လာမယ်လို့မျောလင်းထားပြီးစီးပွားရေးဖွံ့ဖြိုးမှုနှုန်းတိတိမမ300ခန်းလုံးရှိမယ်လို့အစိုးရကခန့်မှန်းထားတာပါ။သူ့အစိုးရရဲ့ဆောင်ရွက်ချက်တွေကိုမတ်စ်ကအရင်အပတ်မှာကောက်ွယ်ပြောကြားခဲ့ပါတယ်။စီးပွားရေးလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာဖို့သူ့ကိုအချိန်ပိုပေးဖို့လည်းပန်ကြားခဲ့ပါတယ်။အစိုးရဆိုတာအမြန်သွားချင်ရင်တစင်မဟုတ်ပါဘူး။ တင်မောကြီးတစဉ်ဖြစ်ပါတယ်လို့ BDA လုပ်ငန်းရှင်များအသင်းကပြုလုပ်တဲ့အခမ်းအနားတစ်ခုမှာသူကပြောကြားခဲ့ပါတယ်။ရေနံတင်တင်မောအရွယ်စားရှိတဲ့တင်မောကြီးတစည်းကိုရက်အနည်းငယ်အတွင်းပြန်လှည့်လို့မရပါဘူး။အမြန်သွားရေရင်တစဉ်လို180ဒီဂရီချက်ချင်းနောက်ကြောင်ပြန်လှည့်လို့မရပါဘူး။အချိန်ယူရပါတယ်လို့သူကပြောကြားခဲ့ပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်ဟာခီးတွားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေပညာရှင်တွေအနုပညာရှင်တွေနဲ့အာကစားသမားတွေအပါအဝင်တရုတ်နိုင်ငံသားတွေကိုရက်30အထိဗီဇာမလိုပဲရုရှားနိုင်ငံကိုဝင်ရောက်ခွင့်ပေးမယ့်အမိန့်တရက်ကိုတင်းလာနေမှာလက်မှတ်ရေးထိုးခဲ့ပါတယ်။ ရုရှားဟာ2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကိုထောင်ထဲချတဲ့တပ်ဖွဲ့ဝင်တွေမဆေးလွတ်မီရပ်ပိုင်းလိုကပူတင်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ဟာအကန့်အသတ်ချက်မဲ့မဟာဗျူဟာမြောက်မိဘသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒီအချိန်ကစလို့ရုရှားဟာအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကိုကျော်လွှားနိုင်ဖို့တရုတ်ကတွင်းကုန်တွေကိုအကြီးအကျယ်မိခိုးနေရပါတယ်။ တရုတ်ကရုရှားနိုင်ငံသားတွေကိုဗီဇာမလိုပဲတရုတ်နိုင်ငံကိုဝင်ခွင့်ပြုခဲ့တဲ့လောက်ရက်ကိုတုံ့ပြန်တဲ့အနေနဲ့ပူတင်ကလည်းအဲ့ဒီလိုဆုံးဖြတ်ချက်မျိုးချခဲ့တယ်လို့အမိန့်မှာဖော်ပြထားပါတယ်။အဲ့ဒီအမိန့်သစ်ဟာ2026ခုနှစ်စက်တင်ဘာလ14ရက်နေ့အထိတက်ရောက်မှာဖြစ်ပြီးတရုတ်ရွှေပြောင်းလုပ်သားတွေရေရှည်ပညာသင်မဲ့ကျောင်းသားတွေနဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့တရုတ်ပို့ဆောင်ရေးကဏ္ဍမှာရှိတဲ့လုပ်သားတွေအကျုံးဝင်မှာမဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ဝင်ကြီးဌာနကရုရှားနိုင်ငံသားပုံမှန်ပတ်စပို့ကင်ဆောင်သူတွေကိုစက်တင်ဘာလ15ရက်နေ့ကစလို့တနှစ်တာကာလအတွင်းရက်30အထိဗီဇာမလိုပဲခီးသွားလာခွင့်ပြုမယ်လို့စက်တင်ဘာလကထုတ်ပြန်ခဲ့ပါတယ်။မဲဇမာရေဒီယိုစီစဉ်ကိုဆက်လက်အသံလွှင့်နေပါတယ်ရှင်အခုဆက်လက်ပြီးအပတ်စဉ်ခဏအနေနဲ့ exclusive interview အစီအစဉ်ပထမပိုင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် မြစီမပိတ်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြစီမရဲ့တီတန်တွစ်ဆုံမေးမြန်းခန့်ကနေကြိုးစားပါရယ်အခုတစ်ခါတီတန်တွစ်ဆုံမေးမြန်းခန့်မှာတော့မန်လီမြို့လေလူနေရာမှာဆေးအုပ်စုရဲ့လုံခြုံရေးတင်းကျပ်ထားတဲ့နေရာမှာလူလူလုံရှားမှုကိုအောင်မြင်စွာဖော်ဆောင်နိုင်ခဲ့တဲ့စိန်ခေါ်မှုတွေဒီဇင်ဘာလ10ရက်နေ့မှာကျင်းပမယ့်အတန်တိတ်တပိတ်ကြီး Silent Strike ကနေမြန်မာပြည်သူတွေအနေနဲ့နိုင်ငံတကာကိုထုတ်ဖော်ပြသခြင်းတဲ့အကြီးအကဲသဘောထားတွေကို မန်းလေးမြို့တပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ဒေါက်တာတေဇာစန်းကိုကျွန်တော်တိတန်ဆက်သွယ်မေးမြန်းထားပါရခင်ဗျာဒါကတိဇာစန်းမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဒါကမင်္ဂလာပါဟုတ်ကဲ့ပါတော့ဒါဒီမန္တလေးမြို့လေလို့ပေါ့နော်ဒီစအုပ်စုကလုံခြုံရေးတင်းကျပ်ထားတဲ့ နေရာမှာဒေါက်တာတို့ကလူထုလှုပ်ရှားမှုကိုအောင်မြင်စွာပေါ်ဆောင်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီစိန်ခေါ်မှုတွေနဲ့အဓိကအားနာချက်တွေကဘာလဲဒေါက်တာတစ်ဆက်သေးပေါ့လေအဲ့လိုလှုပ်ဆောင်မှုဒေါက်တာတို့အနေနဲ့ရောဘလို့ပြင်ဆင်မှုတွေပြုလုပ်ခဲ့ရလဲဒါလေးကိုပထမဆုံးရှင်းပြပေးစီလိုပါတယ်ခင်ဗျဟုတ်ကဲ့အတော့ပြဟိုပြောရရင်အဓိကတော့ကျွန်တော်တို့ကအာနာရှင်စနစ်ကိုလုံးဝလက်မခံကြအောင်မနစ်တက်ကြအောင်ဒါအားလုံးပဲကျွန်တော်တယောက်တည်းမဟုတ်ဘူးနော်ပြည်သူတိုင်းကအဲ့လိုပါပဲအခုရန်ကုန်လိုမန္တလေးလို မျိုးကြီးတွေမှာဘာကြောင့်ငြိမ်သက်နေရတယ်လဲဆိုရင်လေဒီအကျန်းဖက်ဖက်စစ်တပ်ကဓာမိုးတနက်ထောက်ပြီးတော့အနိုင်ကျင့်ဖိနှိပ်နေလို့ပဲဒီပဲဒါတိတာအဲ့တော့သို့တော့ပြည်သူတွေရဲ့တကယ်ရင်းနေအသေးသေးမှာကဒီချင်းလေးကြီးကိုမကြိုက်ဘူးမနစ်သက်ဘူးဆိုတာပေါ်နေမိတာပြန်ဒါကြောင့်လည်းအခုဒါရန်ကုန်လိုမန္တလေးလိုမျိုးကြီးတွေမှာလည်းတကယ်တော့ဒီလူတို့ရဲ့ဒီစန့်ကျင်တပိမောက်တို့ရှာမှုတွေကနေတိုင်းမျိုးစုံနဲ့ရှိနေပါလေရှိနေပါလေအခုကတော့ဒါကျွန်တော်တို့ကိုနန်းလင်းတို့ကိုခန့်ဝင်ဖြူတို့စတယ်ပေါ့နော်ဒါတုံးတွေကလူတီးတဲ့လူတွေဒါ စုပေါင်းပြီးလှုပ်ရှားရတာပို့ပြီးတော့ဟိုပေါ့ထင်ပေါ်သွားတာပေါ့တကယ်တော့မြို့ပြတွေမှာ အာနာရှင်စနစ်စန့်ကျင်လှုပ်ရှားမှုတွေကနီလန်မျိုးစုံနဲ့ရှိနေပါတယ်အဓိကချုပ်ပြောရရင်ပြည်သူသူတို့အားလုံးရဲ့ပူပေါင်းပါဝင်မှုနဲ့အတူဝင်းရံဆောက်ရှောက်မှုနဲ့အတူမြို့ပြမှာရှိတဲ့အခုလိုကျွန်တော်တို့ဒါဆီယန်နာရှင်စနစ်စန့်ကျင်ရဲ့လူလူလှုပ်ရှားမှုတွေကရှေ့ဆက်ပြီးတော့လဲနီလန်မျိုးစုံနဲ့ရှိနေမယ်ဆိုကျွန်တော်တို့အဲပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒေါက်တာနောက်တစ်ချက်ကလေဒေါက်တာရဲ့ဒီဒေါက်တာတို့လူလူလှုပ်ရှားမှုလုပ်နေတဲ့အချိန်မှာပဲမင်းအောင်လိုင်က သူကိုယ်ရဲ့မန္တလေးရဲ့ပြည်ဦးလွယ်ဘက်ကိုရောက်နေတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးစုံစမ်းပြီးတော့လှုပ်ရှားမှုလုပ်ဖို့ကိုဆုံးဖြတ်ခဲ့ရတာဒေါက်တာတို့အနေနဲ့ဘယ်လို message ပေးချင်လို့လဲပေါ့နော်နောက်ွယ်ရနီးပြူဟာရောဘာလဲပေါ့လေဒါကိုသိချင်ပါတယ်ဒေါက်တာဟုတ်ပါတယ်တော့ဒီရက်ဒီမှာဒါမင်းအောင်လိုင်းကဒါမင်းမျိုးနဲ့မန္တလေးကိုဥတို့ကိုလုံးထုတ်ပြီးသွားနေတာပေါ့နော်အဲ့တော့ဒီကလာအဲ့တော့ကျွန်တော်တို့ဒီသူလူလှုပ်ရှားမှုကနေဘာသတင်းစကားပေးကျင်တယ်လဲဆိုတာကျွန်တော်တို့အိမ်မှာလည်းပြောခဲ့တဲ့ဟာလည်းပါပဲနံပါတ်1လက်ရှိကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့ လူမှုစီးပွားပြဿနာတွေအများကြီးဗျာအခုကုန်စည်တုံးတွေကြီးတယ်မိုးပြောင်းခေါင်ခိုက်နေတယ်နော်စီးပွားရေးလူမှုရေးပညာရေးကျမ်းမာရေးအကုန်လုံးဟိုးအဝီစီးချောင်းတက်စီးကြီးကျသွားနေစဉ်ဘဝဘာမှမလုံးကြုံတော့နော်ဘာမှမလုံးကြုံတော့ကျွန်တော်တို့ယူနီဖောင်းဝင်ရဲမြင်ဘော်တော်ပီကန်မြင်ကိုကြောက်နေရတဲ့ဘဝဖြစ်ကုန်ပြည်သူတွေမှာနော်အဲ့တော့မျိုးပြားလည်းမျိုးပြားလည်းရောက်ခုနပြောတဲ့ပြည်နေမှုနော်ဒါအတင်းအာဒါမစင်မှုထံဥပဒေဆိုတာကြီးနဲ့လူတွေကိုပေါ်တာဆွဲတဲ့တင်လန်းတွေကိုထည့်တယ်ကျင်းလက်မှာလည်းနေတိုင်းဘုံတွေကျဲခံနေရတဲ့စစ်ကြောင်းထိုးခံနေရတယ်အဲ့တော့ဓာရီအားလုံးရဲ့ င်မလက်တဲ့တရခံကဒီအာနာသိမ့်မှုကြောင့်ဖြစ်တယ်မင်းအောင်လိုက်အာနာယူလို့ဖြစ်တယ်စေအာနာရှင်စနစ်ကြောင့်ဖြစ်တယ်အဲ့တော့ပြောချင်တာအာနာရှင်စနစ်ကတကယ်တော့တရားစင်းစားကြည့်ကြပါတက်မတော်အတွက်လည်းရန်သူပဲအခုမင်းအောင်လည်းအာနာသိမ့်လို့မြန်မာတက်မတော်အတွက်ဘာကောင်းသွားတာရှိတယ်လဲမြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက်ဘာကောင်းသွားတာရှိတယ်လဲပြည်ခိုင်ဖြိုးလို့ဟုတ်လားနိုင်ငံရေးပါတီတွေအတွက်ရောဘာတခုကောင်းသွားတယ်လဲဒီအာနာရှင်စနစ်ဒီတိုင်းပြည်ရဲ့ဘုံရန်သူဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီလူမှုလှုပ်ရှားမှုကနေအလေးနဲ့တင်ပြစကားပါပါတယ် ဒါအပြင်ကျွန်တော်တို့ကြည့်လိုက်ပါတော့မြန်မာပြည်လက်ရည်ရတဲ့နှစ်ပေါင်း90ကျော်80နိုင်ငံရေးတမန်ကတက်တည်ပြပြီကျွန်တော်တို့တိုင်းပြည်တကယ်တည်ငြိမ်ခြင်းနဲ့တကယ်ကြွယ်ဝချမ်းသာခြင်းနဲ့ကမ္ဘာမှာမြန်မာဟိဆိုပြီးရေမောင်တန်းပြီးတော့နော်ဒါကမ္ဘာအဆင့်မီတိုင်းပြည်တစ်ခုဖြစ်ချင်တဲ့ဟိဆိုတေးကြတယ်ကျွန်တော်တို့နိုင်ငံကိုတကယ်စစ်မှန်တဲ့ဒီမိုကရေစီစနစ်တကယ်စစ်မှန်တဲ့ဖက်ဒရယ်စနစ်နဲ့တည်ဆောက်မှသာရပါလိမ့်မယ်ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဒီကျွန်တော်တို့တိုင်းသူပြည်သားအားလုံးရဲ့ဒါဘုံရီမတ်ချက်ပန်းတိုင်းလေးဖြစ်တယ်။အာနာရှင်စနစ်ခြုံငင်းရေးကကျွန်တော်တို့ရဲ့ဒါဘုံလုံးငန်းစဉ်ဘုံတာဝန်လေးဖြစ်တယ်ပေါ့ဗျာ။ဒါကိုကျွန်တော်တို့ဒီလူလူလှူရှာမှုကနေထပ်ဆောင်ပြီးတော့တင်ဆက်ကားပါပါတယ်။အဲ့တော့ဒီနေရာမှာပြောစရာတစ်ခုရှိလာပါတယ်။အာနာရှင်စနစ်ကြီးကိုစန့်ကျင်ရတာကျွန်တော်တို့ကအင်မတန်မှအရင်အနည်းကြီးလာပါတယ်။ဆုံးရှုံးထိခိုက်မှုတွေလည်းများလာပါတယ်။နော်အသက်တွေဘဝတွေသွေးတွေချွေးတွေအများကြီးပေါ့ဗျာ။သို့တော့ကျွန်တော်တို့အလေးနက်တော့ညင်တာ ဒီအာနာရှင်စနစ်ကိုမဆန့်ကျင်ပဲမတွန်းလှန်ပဲခေါင်းငုံလဲဆင်းခံရင်ဖြစ်မဲ့နောက်ဆက်တွဲဆိုးကျိုးအာနာရှင်စနစ်ကြီးတဆိုးရှည်သွားရင်အမြင့်တွေသွားရင်ဖြစ်လာမဲ့နောက်ဆက်တွဲဆိုးကျိုးတွေကအစမတန်ပိုပြီးတော့များပြတဲ့အစမတန်ပိုပြီးတော့ပြင်းထန်တဲ့အတွက်ကျွန်တော်တို့ဒီအာနာရှင်စနစ်ကိုတမိုင်းပေးတာဝန်အရာဆက်လက်ပြီးတော့ဆန့်ကျင်တွန်းလှန်သွားကြမှာဖြစ်တယ်ပြည်သူသားအဓိကဖြစ်တယ်ပြည်သူအားနဲ့အတူဒီအာနာရှင်စနစ်ဆက်ကျင်ရေးကိုအစွမ်းကုန်ဆက်လက် ဆောင်ရွက်ကြမယ်ဆိုတာကိုကျွန်တော်တို့ဒီလူလူလှုပ်ရှားမှုကနေပြည်သူလူထုကိုအလေးနဲ့သတင်းတကားတင်ပြတိုက်တာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒေါက်တာဒီလူလူလှူရှားမှုထဲမှာဆိုရင်ဒေါက်တာပြောရဲမှာဆိုရင် silent strike ပေါ့နော်အတန်တဲ့ပိတ်နေလေပတ်သက်ပြီးပါပါတယ်ဆိုတော့ကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးမေးချင်တာကဒေါက်တာရဲ့ဒီ December 10ရက်ကျော်လူခွင့်ရနေပေါ့နော်အဲ့ဒီနေ့မှာပြုလုပ်မဲ့အတန်တဲ့ပိတ်ကြီးကနေမြန်မာပြည်သူတွေနဲ့နိုင်ငံတကာကိုဘယ်လိုပြတ်သားတဲ့သဘောထားကိုအဓိကဖော်ထုတ်ပြတ်သားချင်တာလဲ ဒီလှုပ်ရှားမှုရဲ့အောင်မြင်မှုစံနှုန်းကိုဒေါက်တာတို့အနေနဲ့ဒီဘယ်လိုတတ်မှတ်မလဲပေါ့လေဒါလေးလည်းသိကြပါရဲ့ဒေါက်တာမှတ်ပါတယ်ကျွန်တော်တို့ဒါလာမဲ့ဒီဇင်ဘာ10ရက်နေ့ဆိုရင်ကျွန်တော်တို့တနင်္ဂနွေလုံးเนาะပြည်လုံးကျုပ်ဒါအပြင်မထွက်အတန်တိတ်တပိတ်လှုပ်ရှားမှုကြီးရှိပါ silent strike အဲ့တော့ silent strike ဟိလို့ပြောရင်လည်းကျွန်တော်တို့ပြည်သူတွေအားလုံးယင်းဒီကြွဝင်ပြီးသားဖြစ်ပါကျွန်တော်ဒီအာနာရှင်စနစ်စန့်ကျင်ရေးအချိန်ငွေဦးဒေါ်လာရေး9နှစ်အတွင်းမှာကျွန်တော်တို့ဒါနော်အချိန်အဲ၄ငွေ6ကျင်လောက်လုပ်ခဲ့ပြီးသားအောင်မြင်ခဲ့ပြီးသားလူထုလှုပ်ရှားမှုကြီးလည်း ဖြစ်ပါတယ်အဲ့တော့ပြည်သူအားလုံးလည်းတခဲနဲ့ပါဝင်ဖို့အင်မတန်အရေးကြီးပါတယ်ရှေ့မှာလည်းတောက်လျှောက်ဒီလှုပ်ရှားမှုတိုင်းမှာပါဝင်ခဲ့တဲ့အောင်မြင်ခဲ့တဲ့တာရကကောင်းနေတယ်ရှိခဲ့ပြီးသားဟုတ်ပြီဒီ silence right လှုပ်ရှားမှုကြီးကနေကျွန်တော်တို့ဘာကိုသတင်းစကားပါကျင်တယ်လဲဒါအရေးကြီးပါတယ်ကျွန်တော်တို့မှာဒီနေ့ချိန်မှာလူတို့ရဲ့သဘောထားစံတာနဲ့လူတို့ရဲ့တောင်းဆိုချက်၃ရက်ဆိုပြီးကျွန်တော်တို့ဒါဖော်ထုတ်ထားတာရှိပါဒါကလည်းသိကြပါတယ်ပြည်သူတဦးချင်းတယောက်ချင်းပြည်ရင်းနဲ့အသေးရဲ့စံတာအမှန်တွေလည်းဖြစ်ပါနံပါတ်1ကျွန်တော်အခုချိန်မှာဒါအချိန်၅နှစ်လောက်ရှိပြီ အတင်းအဓမ္မမတရားဖန်ဆီးခံထားရတဲ့ကျွန်တော်တို့လူထုခေါင်းဆောင်အမေတော်အောင်ဆန်းစုကြည်နိုင်ငံတော်တမတားကြီးဦးဝင်းမြင့်တို့နဲ့တကွနိုင်ငံရေးအကျဉ်းသားပေါင်းတောင်းတဲ့ချီးပြီးရှိတယ်။ဒီနိုင်ငံရေးအကျဉ်းသားအလုံးကိုတယောက်မကြံချွင်းချက်မရှိအမြန်ဆုံးလုပ်ပေးဖို့လိုအပ်ပါလိုအပ်ပါဒါကျွန်တော်တို့ရဲ့နံပါတ်1တောင်းဆိုချက်လူထုသဘောထားစံတာလည်းဖြစ်ပါနံပါတ်2အခုစစ်အုပ်စုကအတင်းအဓမ္မကြံစည်နေတဲ့သူတို့ပြောတဲ့ရွေးကောက်ပွဲဆိုတာကြီးပေါ့ဗျာ 就那路啊，面人表嘛，就那路如今的地膜、枸杞、森林嘛，越搞贵数啊，买拼命的路啊办。但就那路对比哒，越搞贵数咯，就那路啊，就不得啊，也省劲的节目。多多，看农民谁有手艺哈个，如果不会路，没好大夫。哎哟，如果不会做咩事啊？如果不会煮，如果不会勒面吃勒面，怕脏嘞，喏，别路嘛，路来木地啊，没得木的，起码没苦。啊，也就是说啊，对，如果不会煮粥，人家比勒是哪样？比得哪个？比得做咩？偏咩偏用什么个？包皮罗素啊？ ပို့ပြီးတော့ရှုပ်ထွေးသွားစေမဲ့အာနာရှင်စနစ်ကိုတတ်ဆိုးရှည်သွားစေမဲ့ဒါဒီထောင်ချောက်တက်တက်တာဖြစ်တယ်။လုံးဝကျွန်တော်တို့ရဲ့ထပ်ပတ်မဟုတ်ဘူး။ဒါကြောင့်ကျွန်တော်တို့ဒီရွက်ကောက်ပွဲအတုကိုလူတို့တရက်လုံးကလုံးဝစန့်ကျင်တဲ့အလိုမရှိဘူးဆိုတာလည်းကျွန်တော်တို့လာမဲ့ဒီ silent strike ပြင်မထွက်အတန်တိတ်တပိတ်ကနေကျွန်တော်တို့ပေါ်ထုတ်ပြသမှာလဲဖြစ်ပါတယ်။နောက်ဆုံးနံပါတ်3အင်မတန်အရေးကြီးပါ။ကျွန်တော်တို့သူတစ်ဖက်ဒါမရောက်လိုင်းစေအုပ်စုစိုးမိုးအုပ်ချုပ်နေတဲ့နိုင်ငံဒေသကပြည်သူတွေမှာနော်နေ့စဉ်ကြောက်ကြမှုတွေဒုက္ခတွေဖြစ်နေတယ် ပါလေကျွန်တော်အိမ်ထဲထိဝင်ပြီးတော့အတင်းအားထားမှာပေါ်တာဆွေးနေတဲ့ကိစ္စလူငယ်လူရွယ်တွေပြတယ်ကြည့်အဖိုးတန်နော်တိုက်ပြီးရဲ့နော်ဒါအဖိုးတန်နော်ဂျရနာတွေကိုနော်လူငယ်လူရွယ်တွေကိုအတင်းအားထားမှာစစ်မှုထမ်းခိုင်းတယ်ပေလန်းကိုပို့ဒီအားထားမှာစစ်မှုထမ်းဥပဒေအဲ့တော့ဒီအားထားမှာစစ်မှုထမ်းဥပဒေကိုကျွန်တော်လုံးဝဖျက်သိမ်းဖို့လိုပါတယ်ဒါပြည်သူသူတို့ကိုနေစဉ်နိုင်ကျင့်နေတာဖိနှိပ်နေတာဖြစ်ပါတယ် ဒါကြောင့်ဒီတောင်းဆိုချက်ကြီး၃ရက်ကိုကျွန်တော်တို့လာမယ့်ကျွန်တော်တို့ silence strike နော်အတန်တိတ်တပိတ်ကြီးရနေလူတို့တည့်ရက်လုံးကညီညာဖြားဖြားနော်ပါဝင်ပြီးတော့ဒါတောင်းဆိုတဲ့အနေနဲ့နော် silence strike ကိုကျွန်တော်တို့ဖော်ဆောင်ကြမယ်ကျွန်တော်တို့အမြဲတမ်းပြောပါတယ်ပြည်သူသားအထက်ကဖြစ်ပါတယ် people power ပြည်သူကအာဏာအမူလဗုဒ္ဓပိုင်ရှင်ဖြစ်တယ်ပြည်သူလူထုအနေနဲ့ကျွန်တော်တို့ရဲ့ဒီသဘောထားတွေကိုလာမယ့် silence strike ဒီဇင်ဘာ10ရက်နေ့လှုပ်ရှားမှုကြီးကနေပြီးတော့ညီညာဖြားဖြားပါဝင် တောင်းဆိုလိုက်ကြပါစို့ဆိုကျွန်တော်အလေးနဲ့ပြောချင်ပါတယ်ခင်ဗျ ဟုတ်ကဲ့ဒေါက်တာဒေါက်တာဒီဒေါက်တာတို့ရဲ့ပြောကြားချက်ချက်ထဲမှာပေါ့လေနောက်တစ်ခုကဒီလူလူလှုပ်ရှားမှုပြောကြားချက်ထဲမှာဆိုရင်လက်နက်ကင်တိုက်ပွဲတစ်ခုတည်းကိုဒါဒီလုံလုံရရအားပြုနေလို့မရဘူးလို့ပါရှိပါတယ်ဆိုတော့ဟိုလက်နက်ကင်တော်လန်ရင်းနဲ့လူလူတိုက်ပွဲနှစ်ခုဂျားကမျှချေကိုဘယ်လိုရှာဖွေပြီးတော့ပူးပေါင်းဆောင်ရွက်မှုကိုဘယ်လိုလှုပ်ဆောင်နေပါလဲဒါလေးလည်းသိချင်ပါတယ်ခင်ဗျမှန်ပါတယ်ဗျဒီကိစ္စလေးအင်မတန်မှအရေးကြီးတာပါအဲ့တော့ကျွန်တော်တို့ကဘာမှာအောင်မြင်သွားတဲ့တော်လန်ရင်းတွေကိုပဲ ကြည့်ကြည့်လက်ရှိကျွန်တော်တို့မြန်မာຫນွေဥတော်လံရေးကိုပဲကြည့်ကြည့်ပေါ့ကျွန်တော်တို့ဒါလက်နဲ့ကင်တိုက်ပွဲတစ်ခုတည်းကြောင့်ဆိုတာမျိုးမဟုတ်ပါဘူးအထူးသဖြင့်ကျွန်တော်တို့ဒီຫນွေဥတော်လံရေးအချိန်၅နှစ်ကိုပြန်သုံးသပ်ကြမယ်ဆိုရင်ဒါပညာရှင်တွေရောနောက်ဆုံးဒါလက်နဲ့ကင်တိုက်ပွဲကန္နာကခေါင်းဆောင်တွေကိုယ်တိုင်ကအတိမတ်ပြုရတာဒီတော်လံရေး၅နှစ်အတွင်းဒီလောက်ထိခရီးရောက်ခဲ့တာအဓိကကတော့လူမှုတရက်လုံးရဲ့ပါဝင်မှုဒီနည်းပြန်လူမှုလှုပ်ရှားမှုလူမှုတိုက်ပွဲတွေရဲ့အခမ်းကဏ္ဍကအင်မတန်အရေးကြီးပါကျွန်တော်ကလက်နက်ကင်တိုက်ပွဲဆိုတဲ့သဘောကြီးတည့်တဲ့အတိုင်းပဲလက်နက်ကင်နိုင်တဲ့အခြေအနေအသက်အရွယ်ကျန်းမာရေးပြီးမ နော်နောက်ဆုံးဗျာလက်နဲ့ကင်တိုက်ပွဲလုတ်ချင်တယ်ဆိုရင်တော့ကင်စီကလက်နဲ့ခင်းရင်ရှိဦးမှာပြောချင်တာလက်နဲ့ကင်တိုက်ပွဲရဲ့သဘောတဘာဝကသူကနေပယ်နေတဲ့လူတို့ပါဝင်နိုင်တဲ့အလားလားလူတို့လှူရှာမှုလူတို့တိုက်ပွဲနဲ့ရှင်နေတဲ့ဘောင်ကျင်းတာကျွန်တော်တို့ဒီတော်လန်ကြီးကကြပြည်သူတော်လန်ကြီးလူတို့တည်အလုံးလူတို့အားလုံးနဲ့သက်ဆိုင်အသက်အရွယ်မယွေးကြားမနော်လိန်စိတ်ခံယူမှုမယွေးနောက်ဆုံးပြည်တွင်းမှာပဲနေနေပြည်ပမှာပဲနေနေနိုင်ငံတကာပဲရောက်နေနေလူတိုင်းပါဝင်လို့ရတဲ့လူတိုင်းပါဝင်ရမယ့်တော်လန်ကြီးဖြစ်တယ်ဒါကြောင့်ပြည်သူအများစုပါဝင်နိုင်တာက လူထုလှုပ်ရှားမှုတွေလူထုတိုက်ပွဲတွေဖြစ်တယ်ဥပမာပြအားလုံးသိကြတယ် CDM လှုပ်ရှားမှုနိုင်ငံဝန်ထမ်းတွေတိတ်နေချီပြီးတော့ပါလို့ရအခုလဲတာပါနေတယ်ဒီ CDM လှုပ်ရှားမှုရဲ့တံပိုးကြောင့်လည်းဒီရုပ်တော်လန်ရေးမှာတလောက်ထိတာနော်အများကြီးအထောက်ပံ့နေဖြစ်ခဲ့ဟောနောက်ထပ်ကျွန်တော်တို့ပြောကြမယ်ဗျကဲကျွန်တော်တို့ဒါဘန္ဒာကြီးစစ်မျက်နှာကျွန်တော်တို့ဒါဖက်စစ်ထုတ်ကုန်တွေမသုံးစွဲဘူး ကျမတို့မြစ်မရေဒီယိုကနေထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်တဲ့မီးမြတ်ချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချံပြချက်တွေနဲ့ရှင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မြစ်မရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ချံပြချက်တွေကိုကြိုဆိုပါရရှင်။ မေဆမရေဒီယိုရဲ့ဒီနေ့ညအစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးချမ်းသာချမ်းသာပါစေလို့မေဆမရေဒီယိုဖဲသားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရှက်တီနေမယ်မေဆမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးချမ်းသာကြပါစေရှင်